ထွက်မင်းတို့ကြိုက်တဲ့လမ်းကြိုက်တယ်လို့ထွက်အဲမင်းကားနဲ့မကားလို့ဗောနော်လင်းရင်နဲ့ပဲသွားသွားမင်းတို့တောက်လျှောက်လိုက်ချင်းချောင်းနေမှာမင်းအွန်လိုင်းအတကုံစဲတာပိုးစိုးပတ်ဆက်ကိုစဲတာဗောနော်တကဒဲကြီးပေါ်တင်ကြီးပြောလိုက်တဲ့ဟာကဒါမင်းအွန်လိုင်းကိုတော်တော်လေးအရှိုက်ထိစေမဲ့ဟာဗောနော်အဲ့တော့တရားမြတ်တာတဲ့ရွေးကောက်ပွဲဆိုပြီးတော့အတန်ကောင်းဟင့်နေတဲ့မင်းအွန်လိုင်းကိုငရိတ်တက်ခောက်လိုက်တဲ့အချိန်ပဲဗောနော် င်္ဂလာပါဒီကနေ့ကတော့အောက်တိုဘာ6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းဒါကျွန်တော်သတင်းအကြောင်းအရာတွေရှိတယ်ပေါ့နော်အဲ့ဒါက league ကိုကောမြို့တစ်ကိုဒါစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီလားဆိုတဲ့အကြောင်းပြည်ရင်ဒါဘူးလက်လှဆွေပေါ့နော်လုံးဝကိုဗျာဒါတရားမျှတတဲ့ရွေးကောက်ပွဲပါဆိုပြီးတော့ဒါကြွေးကြော်နေတဲ့ဒါမင်းအောင်လိုင်းကိုပေါ့နော်မဲစင်းနေမှားနေပါလေဆိုပြီးတော့ဖော်ထုတ်လိုက်တယ်ဒါဘူးလက်လှဆွေရဲ့အလားလာလေးပေါ့နော် အဲဒီအကြောင်းနေလဲဒါကျွန်တော်ပြောကြမှာဖြစ်တယ်နောက်တစ်ခုကတော့ဒါစစ်ကောင်စီကပေါ့နော်သူတို့ဆုံရှုံလိုက်ရတဲ့ဗမောက်မြို့ပေါ့နော်အဲဥစ္စာကိုဒါသူတို့အင်အားတွေပြန်ပြီးတော့ထတ်တိုးပြီးတော့ဒါတက်မှတ်33အဖွဲ့နဲ့ SNE ပူပေါင်းအဖွဲ့တွေပြန်ပြီးတော့ထိုးစစ်ဆင်လာနေတယ်ဆိုတဲ့အကြောင်းနေဒါကျွန်တော်ပြောသွားမယ်အခြားတိုက်ပွဲအောင်မြင်မှုအကြောင်းတွေလည်းပါမှာပေါ့လေနော်ပထမဆုံးတော့ဒါဘူးလက်လှဆွေကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေပြီးတော့အော်တိုဘာလ9ရက်နေ့မှာမဲစီးရင်နေဒါမှားရွေးနေပါလေဆိုပြီးတော့ဒါလူမှုကွန်ရက်ကနေထုတ်ပြောခဲ့တာပေါ့နော်အဲ့တော့ဒါသူပြောတဲ့ဟာလေးပြန်ပြီးတော့ပြောပြရမှာဆိုရင်ဒါမဲစီးရင်ကတ်ထားတာတွေ့တယ်ပေါ့နော် ွားကြည့်တော့ဒါတော်တော်များများကလွဲနေတာတွေ့တယ်။ဘလို့လွဲလဲဆိုတော့တဲ့ဒါ2020တုန်းကဒါမဲစင်းအဟောင်းကြီးတွေပြန်ကပ်ပေးထားတာတဲ့။အစ်စ်ပြန်ကောက်တဲ့စီးရင်နေမဟုတ်ဘူးဆိုရဲဒါသူသူဖုံးနေတာပေါ့နော်အဲ့လိုမျိုး။ကွာတာတော့တော်တော်ကွာတာတဲ့။900မှာ300လောက်ကိုကွာတာ။900မှာ300ဆိုတာဒါလုံးဝ60ရာခိုင်နှုန်းလို့ပြောလို့ရတယ်ဗျာ900မှာ300ကောင်းกว่าတာဗောနော်အဲ့တော့ဒါကတိတ်မကောင်းဘူးဗောနော်တော်တော်ကိုလောက်ရမယ်အဲဒီတစ်ပတ်အတွင်းတစ်ပတ်ပဲအချိန်ရတော့တယ်ဗောဗျာသူပြောတဲ့ပုံစံအဲ့တော့ဒီတစ်ပတ်အတွင်းမှာဒါတော်တော်လေး လုပ်ယူရမယ်ဆိုတဲ့ပုံစံမျိုးပြီးရင်ဒါမင်္ဂလာဒီပရက်ကွက်ပေါ့နော်အုတ်ချုပ်ရေးမိသားစုကမဲစင်းမပါဘူးအုတ်ချုပ်ရေးမှုမိသားစုမဲစင်းမပါဘူးပေါ့နော်ဒါသူတို့နေပြည်တော်ကဖြစ်ပြနေတဲ့ဟာတွေပေါ့နော်ပြီးရင်ကြံတဲ့သူတွေမပြောနဲ့ဒါတေသွားတဲ့သူတွေပြန်ပါနေတာရှိတယ်တဲ့အဲလွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါလွတ်တော်ကိုယ်စားလှယ်ဆိုရင်သူကသူပဲပါတယ်သူရဲ့မိသားစုမပါဘူးအဲ့လိုပုံစံမျိုးတွေကစားသူကထည့်ပြီးတော့ဒါအတွင်းကြကြကိုပြောသွားတာပေါ့ဗျာအဲ့လိုပြောသွားတဲ့ဟာကဒါစစ်ကောင်စီကိုတော်တော်လေး ါအထိနာစီတဲ့သကလုံးနေလို့ပြောရမယ်ပြီးရင်ဖြစ်စင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တရားမျှတပါတယ်ပြီးတော့တို့လုံနေတဲ့ရွေးကောက်ပွဲကိုနေနကာရွေးကောက်ပွဲစောင့်ကြည့်တဲ့သူတွေကဆက်လာရောက်ပြီးတော့ဒါစီစဉ်မှာဖြစ်တယ်ကြီးစုမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါမင်းအွန်လိုင်းကအသေးအတန်ဟိုနိုင်ငံပြေးလိုက်ဒီနိုင်ငံပြေးလိုက်ဟိုနိုင်ငံကိုဖိတ်ခေါ်လိုက်ဒီနိုင်ငံကိုဖိတ်ခေါ်လိုက်နဲ့လုံနေတဲ့ချိန်မှာဘူးလက်ကအခန်းထဲကထိုင်ပြီးတော့ပုတ်လိုက်တာပေါ့နော်အဲ့မှာတော်တော်လေးအခြေအနေဆိုးသွားနိုင်တဲ့အနေထားပေါ့နော်အဲ့တော့နေပြီးတော့လို့နေရာမျိုးမှာတောင်မှအခုလိုမျိုးမဲစင်းမှားတယ်ဆိုတော့ အခြားနေရာတွေအခြားဒေသတွေအတွက်ဆိုရင်ဘလောက်တောင်မှဒီစီးရင်တွေကမှားယွင်းနေမလဲလွဲမှားနေမလဲဆိုတဲ့ဟာကိုစဉ်းစားကြည့်အောင်ဘာလို့လဲဆိုတော့ဒါနေပြည်တော်ကတော့ထားလိုက်တော့ဒါသူတို့တွေဒါအုပ်ဆိုးတဲ့နေရာပေါ့ဗျာအဲသူတို့တွေအပိုင်ပေါ့အဲသူတို့လူတွေပဲရှိပါတယ်ဆိုတဲ့နေရာမျိုးတက်တယ်လေအများကြီးစိတ်ယုံနေချေဆက်ရနေရာပေါ့အဲလိုနေရာမျိုးတွေမှာတော့မှမှားတယ်ဆိုတော့အဲလိုနေရာမဟုတ်တဲ့တခြားနေရာတွေရှိတခြားနေရာဆိုတော့အခုဒါထားပါတော့သူတို့ရဲ့အုပ်ချုပ်မှုရန်နေရာတွေမလဲပတ်နိုင်တဲ့နေရာတွေအများကြီးရှိတယ်ပြီးရင်တော်လိုင်းတက်ဖက်ဝင်တွေဒါတိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာတွေရှိတယ် အဲထားတိမ့်ပိုက်ထားလိုက်တဲ့နေရာတွေကထားလိုက်တော့သူတို့မလုံနိုင်ဘူး။ဒါတောင်မှပဲသူကတိမ့်ပိုက်ထားတဲ့နေရာတွေမှာတောင်မှပဲသူကလုံဖို့အတွက်လုံနေရရှိတယ်နော်။ဒါအရခတ်တက်တော့အေအေလိုနေရာမျိုးတွေမှာကဆရှိတယ်။အဲအချားတက်ဖွဲ့တွေရှိတဲ့အဲနေရာမျိုးတွေလည်းဒါသူစီးရင်ထဲမှာထည့်ထားတယ်ပေါ့ဗျာ။ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အဲသူတို့တွေလည်းအဲ့နေရာတွေမှာမသွားရဘူး။တလိုင်းတက်ဖွဲ့တွေလည်းအပြည့်အဝထိန်းချုပ်ထားတာမဟုတ်ဘူး။ပြောရရင်မသိမ့်อยู่ပါသေးဘူးပေါ့ဗျာ။အဲ့လိုမျိုးနေရာဒေသတွေအများကြီးရှိတယ်။အညာဘက်မှာဆိုလည်းအဲ့လိုများနေရာတွေအများကြီးရှိတယ်ဗျ။ပြောချင်တာအဲ့လိုစစ်ကောင်စီသွားလို့လည်းမရဘူး။သွားလည်းမသွားရဘူးဆိုတဲ့နေရာရှိတယ်။ စစ်ကောင်စီတော်မသွားရဲဘူးဆိုမှတော့ဒီခုနကဒါမဲစင်းကောက်မယ်ဆိုတော့တကောင်စင်းကောက်မယ်ဆိုတော့ကောင်တွေကပို့လို့တော်မှမသွားရဲဘူးအဲ့လိုမသွားရဲပါဘူးဆိုတဲ့နေရာတွေကဒီစီးရင်နေကြရင်ဘယ်လိုလုပ်မလဲပေါ့နော်ဘလောက်တောင်မှလွဲနေမလဲနေပြီးတော်လို့နေရာမျိုးတော်မှားတယ်ဆိုတော့ဒါစစ်ကောင်စီတို့ကတော်တော်လေးချိန်နေဆိုရတဲ့အနေထားနောက်တစ်ခုကဒါ900မှ300လို့ပြောတာအယောက်900မှ300လောက်ကမှားနေတယ်တဲ့အဲ့တော့100မှဆိုရင်60လောက်ဖြစ်နေပြီဗျအဲ့တော့60ရာခိုင်နှုန်း60ရာခိုင်နှုန်းဆိုတော့ဒါ ဒီမေအောင်လိုင်ကတော့အခုရက်ထဲမှာသူကတောက်လျှောက်ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့သူအကြီးကြီးတွေပြောတယ်ပေါ့နော်။ဒါမှန်ကန်အောင်လုပ်ဖို့အတွက်တွေပြောတယ်။အဲစီးရင်ကောက်ခံမှုတွေကစစနစ်တကျလုပ်တာတွေပြောတယ်။အဲပြီးရင်မဲပေးတဲ့ဆက်တွေကမှအစပေါ့နော်။အဲ့ဆက်တွေကမဲခိုးတဲ့မဲလိမ့်တယ်လို့ပြောရဲပြောကြည့်အေးယူမဲတို့ဒါအဖက်စားမဲတို့ဒါမျိုးပုံစံမျိုးပြောနေတဲ့အနေသားအဲ့တော့သူ့ဘက်ကလုံးဝကိုဒီဟာနဲ့ပတ်သက်လို့အမှန်ကန်မှာတကယ်ကိုလိုက်လုပ်ထားပါတယ်ဆိုပြီးတော့ပြောနေတဲ့အချိန်မှာဒီဘူးလက်ကအခုလိုမျိုးပေါ့နော်60ရာခိုင်နှုန်းမှားယွင်းနေတယ်ဆိုတဲ့အကြောင်းကိုဒါဒဲအီပေါ်တင်ပြောလိုက်တဲ့ဟာက ဒါမင်းအောင်လိုင်းကိုတော်တော်လေးအရှိုက်ထိစေမဲ့ဟာပေါ့နော်အဲ့တော့တရားမျှတတဲ့ရွေးကောက်ပွဲဆိုပြီးတော့အတန်ကောင်းဟင့်နေတဲ့မင်းအောင်လိုင်းကိုငရိတက်ခောက်လိုက်တဲ့အတိုင်းပဲပေါ့မဲဆင်းလိုက်ကောက်ပေးတဲ့ကောင်တွေလည်းအခုချိန်ဆိုဒါကောင်းချင်းနေလောက်ပြီဘာလို့လဲဆိုတော့ဒါဆင်းရင်းတွေဒါအတီးပြုတ်ပေးတာကတော့ဒါရွေးစရာအတီးပြုတ်ပေးတာထားလိုက်တော့ဒါပေမဲ့ကောက်ခံလာတဲ့ကောင်တွေစီကဒီဆင်းရင်းတွေရလာပြီဆိုတဲ့ခါကျမှတီးပြုတ်လာပေါ့နော်အဲ့တော့ကောက်တဲ့ကောင်တွေကအရေးကြီးတာအဲ့တော့ဆင်းရင်းလိုက်ကောက်ပါတယ်ဆိုတဲ့ကောင်တွေရဲ့ဆင်းရင်းအမှန်တွေကဘာမှလဲဒီလိုမျိုးဆင်းရင်းအလွဲအမှားတွေကတမင်ပေးတာလား အဲ့လိုမျိုးတမင်ပေးဖို့အတွက်ဘသူကအမိန်ပေးတာလဲအဲဒါတွေကအများကြီးစဉ်းစားမယ့်အရာတွေဖြစ်သွားပြီပေါ့နော်အဲ့တော့စောင့်ကြည့်နေပါတယ်ဆိုတော့အားတွေကလည်းနိုင်ငံတွေကလည်းအများကြီးရှိတယ်အဲ့တော့ကျတော့သူတို့တွေကိုစောင့်ကြည့်နေပါတယ်ဆိုတော့အချိန်ဒီမျိုးမှာမှဒီလိုဟာကြီးကိုထုတ်ဖော်လိုက်တာဆိုတော့ဒါအောက်ကနေပြီးတော့စီးရင်လိုက်ပြီးတော့ကောက်တဲ့ကောင်တွေအတွက်ကလည်းတော်တော်လေးအဖြစ်ဆုံးမဲ့အနေထား အဲချို့နေရာကြီးကြတယ်မကောက်ရဲတော့ဘူးမကောက်ရဲတော့ဟိုအရင်တော့ရှိတဲ့ဟာတိုင်းပဲပေးလိုက်မယ်ကွာစစ်ကောင်စီလည်းလိုက်စစ်ရဲတာမဟုတ်ပါဘူးကွာဆိုရင်အဲ့အကွက်တွေတုံးတာနေမှာဟုတ်တယ်လေငါတို့တော့တီကောင်တွေတော့မသွားရဲတာငါတို့ကဘလို့လို့သွားရဲမှာလဲပေါ့နော်အဲ့တော့ငါတို့မှရှိတဲ့အရင်တုန်းကစီးရင်နေပေါ့နော်အရင်တုန်းကစီးရင်နေဆိုတာကွဲလန်းမှုတွေရှိတယ်ဗျာတချို့ကပြောင်းသွားပြီးအဲတချို့ကတေဆုံးသွားပြီးအဲတချို့ကနိုင်ငံခြားရောက်သွားပြီဒါမျိုးပုံစံမျိုးတွေအများကြီးရှိရလေအဲ့တော့ဒီနေရာဒီနေရာဒီဒေသမှာပဲတသက်လုံးနေမယ်ဆိုတာဟုတ်မှာမဟုတ်တာအဲ့ကြအဲ့လိုမျိုးလွဲမှားနေတဲ့ဟိုရင်တုန်းကစီးရင်နေပေါ့နော်အခုနဲ့မကြိုက်တော့တဲ့စီးရင်နေ ်ပြောချင်တာဟိုးရင်နှုံးနဲ့လွဲခဲ့တာမဟုတ်ဘူးအခုအခြေအနေနဲ့မကိုက်ညီတော့တဲ့ဇယင်းတွေကိုဒါပြီးသူလဲပေးလိုက်ရောအပေးလိုက်တဲ့ခါကျတော့ဟိုကအတီပြုတ်လိုက်ရောအတီပြုတ်လိုက်တော့အလွဲမားတွေထွက်လာရောထွက်လာတော့ကျတော့မရောက်နိုင်ကြီးအရှက်ကွယ်ရောတကယ်ဆိုဆိုးတဲ့ကောင်းနေပါတော့အဲပြီးတော့ကျတော့ဒါခုနလိုပေါ့ဒါကျွန်တော်တို့စဉ်းစားရမယ်ဆိုရင်ဒါ UEC ကမိတ်ပေးတာလားမဲခုဖို့အတွက်ပေါ့နော်မဲခုဖို့အတွက်ကဘသူကစပြီးတော့စီစဉ်နေတာလဲမေအောင်လိုင်းကလုတ်ခိုင်းတာလားဆိုတော့ဒါစောင့်ကြည့်တဲ့ဒါအဖွဲ့တွေအတွက်လည်းစဉ်းစားကြရတယ်အများကြီးဖြစ်သွားပါလိမ့်နော်နောက်တစ်ခုကဒါ ဘူးလက်ကအခုလိုမျိုးပြောလိုက်တယ်ဆိုတဲ့ဟာပေါ့နော်ဘူးလက်ကအရှိမလဲဒါပောက်ကရပုံစံမျိုးတွေတော့ပေါ်ပြောတာတွေအများကြီးပဲပေါ့နော်ဒါမင်းအွန်လိုင်းကိုထိကပားကြီးပါပုံစံမျိုးနဲ့ပြောရရင်လည်းအများကြီးပဲကျွန်တော်သာကာချုပ်နေရမှာဆိုရင်ဘယ်နေရာတွေကိုဘလို့မျိုးလျင်နေတုံးပြီးတော့ဘလို့အဆုလိုက်ပြုံလိုက်ဘုံကျဲပြက်မှာလို့ပါတော့အဲ့လိုမျိုးပြောခဲ့တာတွေလည်းရှိသလိုပေါ့နော်ရှိမှလည်းဒါသူထပ်ပြီးတော့အထုတ်ဖြေခဲ့တာရှိသေးတယ်အဲ့ဒါကဒါငလျင်ကြောင့်မလို့ပေါ့နော်ဒါ၁၀တန်းစာမွေးပွဲတွေကိုပြန်ပြီးတော့ဖြေဆိုခိုင်းတဲ့အခါမှာအဲအဲ့မှာ စာမွေးအောင်အောင်ပေးတဲ့အထဲမှာပေါ့နော်35မှတ်လားမသိဘူးအဲ35မှတ်နဲ့ဒါတယောက်ကကြာနေတာပေါ့လေဒါပေမဲ့ तू ကအောင်စင်းထဲမှာပါလာတယ် အဲ့နဲ့ဘလို့လို့အောင်တာလဲဆိုပြီးပြောတဲ့ခါကျတော့ဒီဥစ္စာကတမင်အောင်အောင်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟာအဲ့ဒါကြီးကိုလည်းသူတို့ကဒါလှောင်ပြောင်တဲ့ပုံစံမျိုးဒီကောင်ပြောထားရရှိတယ်အရှိမအများကြီးပဲအများကြီးပဲဒါတာတာနဲ့နာနာနှက်နေတဲ့ပုံစံမျိုးပေါ့နော်အချို့ဟာကြီးကြရင်ဆိုင်ဝါဆိုပြီးတော့ချို့ကလည်းထင်ကြတယ်ဒါပေမဲ့ဒီကောင်ကယူနေတဲ့ပုံစံမျိုးကပိုဖြစ်နိုင်တယ်ပြောချင်ရရင်ပြောတယ်လှုပ်ချင်ရရင်လှုပ်တယ်ပြီးရင်ရှေ့နောက်မကြည့်ဘဲနဲ့လှုပ်နေတဲ့ဟာတွေကသူ့ကိုအခုချိန်မှာဒုက္ခရောက်နိုင်မလားဆိုတဲ့ဟာတွေလည်းစဉ်းစားမိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့မှာဇော်ဘွေး ဟုတ်တယ်အစားတုံးကအာတက်ထောက်ခံတဲ့ကောင်တကယ်ကိုထောက်ခံပြီးတော့ပေါ့နော်စစ်တပ်အတွက်ဆိုရင်ကိုယ့်အိတ်ထရပါစိုက်ပြီးတော့လိုက်လုပ်ပေးပါတယ်ဆိုပြီးတော့ဒါကြွေးကြော်ခဲ့တဲ့ကောင်ဟာတကယ်ဟုတ်တယ်ဟာတော်လိုင်းတက်ဖွဲ့တွေဆိုလဲဒါမျိုးစုံနေအောင်ပြောတာပေါ့နော်အဲ ဒါပေမဲ့နောက်ပိုင်းတူဝါနဲ့သူအားမရတာတွေဖြစ်လာတယ်ဒါရှစ်ကောင်စီကိုပို့ပြီးတော့မုံဒီလာတိုလိုင်းတက်ဖွဲ့တွေတက်ကိုသူ့အဖအကိုပို့ပြီးတော့မုံဒီလာတယ်အာအဖနဲ့သူနဲ့ဆက်ဆံရင်းကဘလို့ရှိတာဆိုတဲ့ပုံစံမျိုးတွေကစသူဟာအရေးပါအရာရောက်တဲ့လူဆိုတဲ့ပုံစံမျိုးနဲ့ပြောခဲ့တာတွေရှိတယ်အဲ့လိုပြောခဲ့ပြီးတော့နောက်ပိုင်းမှာအဖကိုအသက်ကုန်ဆဲတာမရောလိုက်ဘူးအသက်ကုန်ဆဲတာပိုးစိုးပတ်ဆက်ကိုဆဲတာပေါ့နော်တခါလေကြာရင်ဟာကိုရီတော်ပတ်သက်တွေဟာပါဟာငါတို့တော်မှအဲ့လိုမျိုးဒါပက်ပက်ဆက်ဆက်ကြီးမဆဲတတ်ဘူးလို့ဒီကောင်တော်တော်ဆဲတာပဲပေါ့နော်အာမရောလိုက်ဘူးဆဲတာများသူကပူဆိုးနေတယ်ဆိုရယ်ပုံစံမျိုး ဲ့တော့အတက်ကိုအရန်ချစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ခဲ့တဲ့ကောင်းတွေတောင်မှပဲထောင်ချပြစ်တာတွေရှိတယ်ပြီးရင်သူ့အတွက်အတနာခံစားတင်တာရှိတယ်ပေါ့နော်အဲ့လိုတင်တဲ့ဟာကိုလည်းလုံးဝပယ်ချလိုက်တာမျိုးရှိတယ်အခုချိန်ထိအထဲထဲမှာဒါသွားတွေပါတယ်စုံသေးရလားတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလှုပ်ခဲ့တာတွေရှိတယ်နောက်တစ်ခုကဒါမင်းအောင်လိုင်ကသူ့ကိုနေရပေးခဲ့ပါတယ်ဆိုတော့တန်းရွှေလိုကောင်မျိုးရဲ့သမတ်ပေါ့နော်ဒေါက်တာနေဆိုးမောင်လိုဒါပုံကိုမျိုးကအစပေါ့နော်ဒါထောင်ထဲထည့်ပလိုက်တာမျိုးရှိတယ် အဲ့ကြအရေးယူတာတွေကိုဒါလှုပ်ချင်သလိုလှုပ်နေတဲ့ကောင်မျိုးအတူကိုထိကြိုက်လာပြီးဆိုရင်ဘသူကမှညှာတာမှုမရှိဘဲနဲ့လှုပ်ချင်သလိုလှုပ်မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့နော်စီစဉ်ခဲ့တဲ့ဟာတွေကအများကြီးရှိတယ်ပြီးတော့ကျတော့ဒီလိုအရက်ဘက်ကိုပြောင်းနေတဲ့ကောင်တွေကိုမပြောနဲ့အတွင်းထဲမှာရှိနေပါသေးတယ်သူ့အတွက်လက်ရှိချိန်ထိအလုတ်ကျွေးပြုတ်နေပါသေးတယ်ဆိုတဲ့ဒီဘိုလ်ချုပ်တွေဘုံမှုချုပ်တွေပေါ့နော်အဲဘုံမှုကြီးတွေဒီလိုကောင်မျိုးတွေပြောရရင်တမမှုတိုင်းမှုကသရမှုဒီလိုကောင်မျိုးတွေတောင်မှပဲသူမထင်မထင်သလို ဖြုတ်ပစ်တာတွေယာရုကနေနားပစ်လိုက်တာတွေဂျောင်ထိုးပစ်လိုက်တာတွေအရန်အင်အားပို့ပစ်လိုက်တာတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဒီကောင်လှုပ်ရှင်လို့လှုပ်နေတာအဲ့တော့ဘူးလက်လိုကောင်မျိုးကဒီလိုမျိုးတိုက်ခိုက်လာပြီဆိုတော့ကျတော့သူ့ရဲ့အချက်ကိုလုံးလုံး꿰စေတဲ့အတွက်ဒါဘူးလက်လည်းအချိန်နေကောင်းမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒါမိဘပြည်သူတွေကိုကြိုပြီးတော့မေတ္တာရက်ခံနေတာကအခုဒါဘူးလက်ပြောထားခဲ့တဲ့ရှေ့တုန်းကဗီဒီယိုလေးတွေအခုချိန်မှာလည်းကစုထားပါ ဘာလို့လဲဆိုတော့ဖူးလက်အခုလိုမျိုးဟာသားတွေမပြောနိုင်တော့တဲ့အခါကြရင်ဒါကျွန်တော်ဒီဗီဒီယိုအဟောင်းလေးတွေပြန်ကြည့်ပြီးခွီလို့ရအောင်လို့ပေါ့နော်ဘာလို့လဲဆိုတော့ဒါဖူးလက်ကဒါအချိန်ကြီးကောင်းနေစရာအကြောင်းမရှိဘူးပြီးတော့ဒါသူ့ကိုထောက်ခံအားပေးတဲ့သူ့ရဲ့မိဘဆွေမျိုးမောင်နှမဘာညာပေါ့နော်ဒါတွေအတွက်လည်းဒါတေချာလေးဒါမှားကျင်တာရှိတယ်အဲ့ဒါငပိကြော်တွေပါပြင်ထားဖို့ပေါ့နော်ဒါပေမဲ့တခုရှိတာကဟိုပါပေါ့နော်ဒါ ဖမ်းလိုက်ပြီးတော့ပြန်လွှတ်ပေးတဲ့ဖြစ်စဉ်တွေလည်းရှိတာ ਉਹ ပေါ့နော်နှစ်ပတ်လောက်ဒါခေါ်ယူပြီးတော့တတိပေးတယ်ပြည်တာနဲ့သဘောတူညီမှုယူတယ်နောက်ဆိုရင်မင်းပြောမယ်ဆိုဒါတို့ဒါမျိုးပြောဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါစိတ်တဲ့စစ်စင်ပြန်လုတ်ခိုင်းတဲ့အကွက်တွေလည်းရှိတယ်ဆိုတော့ပေါ့နော်ရှေ့မှာကြည့်မယ်ဆိုရင်ဒါကျော်စိုးဦးတို့ဘားတို့အဲကျော်မျိုးမင်းတို့ဒါမျိုးတွေကြည့်မယ်ဆိုရင်လည်းဒါဒီအကွက်တွေရှိတော့ပေါ့နော်ဘူးလက်ကလည်းအဲ့ဟာမျိုးတွေနဲ့တော့နည်းနည်းအလျှောက်ကောင်းရင်တော့အထောင်းတက်တာလောက်တယ်ပေါ့ဗျာအဲ့တော့ ဒါဘလို့ပဲဖြစ်ဖြစ်ဒါဘူးလက်ကအခုလိုမျိုးဒါမင်းအောင်လိုင်ကကြွေးကြော်နေတဲ့အချိန်ဒါရွေးကောက်ပွဲနဲ့ပတ်သက်လို့တော်တော်လေးကိုအားစိုက်ထုတ်ပြီးတော့လုံနေတဲ့အနေထားတခြားနိုင်ငံတွေကအဆသွားပြီးတော့မျက်လို့အားရနဲ့လုံနေရတဲ့ပုံစံအပြင်နေမည်ထိမ့်သိမ့်မှုတွေနေမည်ဆိုးမှုမှုတွေပြန်ပြီးရရှိဖို့အတွက်ကိုသူ့လူတွေကိုအသေးခံခိုင်းပြီးတော့တိုက်ခိုင်းနေတဲ့အချိန်မှာဘူးလက်ကအခန်းထဲကနေအခုလိုမျိုး ဘူးလက်ကတော့ဘူးလက်ပဲဟုတ်နော်သူသူ့ဖေသူပါပြန်ပြီးရောမနော် ပြန်ပြီးတော့ဖုန်းနေတဲ့အနေထားပါအဲဒါကြဒီကောင်းအတွက်လည်းအချင်းနေမကောင်းဘူးပေါ့နော်ဒါမြေအောင်လိုင်းကိုအချက်လုံးလုံးကွဲစီတယ်ဖြစ်ရဖြစ်တယ်ဆိုပြီးတော့ဒါသတင်းဌာနတွေကလည်းအများကြီးအကုန်ပေါ်ပြတယ်ဒီကောင်းတော့သွားပြီးနာပြီးပေါ့နော်အဲ့တော့ဒါဒီစီးရင်နေတဲ့မှာဒါပြောချင်တာကဗျာမတမာရာတွေမဲလိန်လေတယ်ဆိုတဲ့ဟာမျိုးတွေဒါပြင်ဒါဟိုဒါတေဆုံးပြီးသားသူတွေကဒါမဲပေးတယ်ပေါ့နော်အိုက်စင်းနေတဲ့မှာပါနေတယ်ဆိုတဲ့ဟာတွေက ါဘူလတ်အခုပြောတယ်ဆိုတဲ့ဟာတွေကပြပြောရရင်အဲ့ဒါကအထူးစမ်းမဟုတ်စစ်တပ်အတွက်စစ်တပ်ထဲမှာအဲ့လိုဟာတွေကဟိုးရင်ကကနေရရှိတယ်ဗောနော်ဒါကျွန်တော်ကြုံခဲ့ရတယ်ကြုံခဲ့ရတယ်ဆိုတဲ့ဟာကဒါစစ်ကောင်စီတပ်ထဲမှာဗောနော်ဒါမဲပေးဖို့အတွက်ဆိုရင်ဒါတယောက်ကမဲနှစ်ခါပေးရတာမျိုးကြီးရှိတယ်အဲပြီးတော့မဲပေးတဲ့စီးရင်ထဲမှာဒေသုံသွားတဲ့စစ်သားတွေရဲ့စီးရင်တွေပါတယ်သူတို့ရဲ့မိသားစုတွေအဲ့မိသားစုတွေကသူတို့စစ်သားတွေသူတို့ယောက်ျားတွေတိတ်သွားပြီဆိုတဲ့အချိန်မှာအဲ့တပ်ထဲမှာတော့မရှိတော့ဘူးဒါပေမဲ့သူတို့ရဲ့စီးရင်တွေကတက်ထဲမှာရှိနေသေးတယ်အဲဒါကြောင့်အဲ့စီးရင်တွေနဲ့အစမဲပေးတာမျိုးတွေလုပ်တယ် ကျွတ်တင်မဲ့ပုံစံမျိုးနဲ့ထဲဝင်ခိုင်းတာမျိုးတွေလုပ်တယ်စင်းကြီးကောက်ထဲပလိုက်တယ်ဗျာအဲလိုမျိုးပေါ့နော်စင်းကြီးလိမ့်တာမဲစင်းလိမ့်တာပေါ့ဗျာမဲစင်းသူတို့အတွက်ပို့ပြီးတော့ရအောင်လို့လုပ်တဲ့နီလန်းမျိုးတွေပေါ့နော်နောက်တစ်ခုကဒါတယောက်ထဲကနေပြီးတော့နှစ်နေရာပေးရတာရှိတယ်ဒါဒီတက်ကနေပြီးတော့နောက်တက်ကိုပြောင်းမယ်ဒါပေမဲ့အဲ့တက်ကိုမပြောင်းခင်မှာဒီတက်မှာလည်းကျွတ်တင်မဲ့ပေးရတယ်နောက်တက်ကလည်းပြောင်းမဲ့တက်ကလည်းပေါ့နော်ကျွတ်တင်မဲ့ပုံစံမျိုးနဲ့ဒီကောက်ရဲ့အင်အားစင်းကိုယူပြီးတော့မဲထည့်ပလိုက်တာမျိုးတွေရှိတယ် အဲ့လိုပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်ပြီးရင်ဒါမဲယုံမှာမဲသွားပြည့်တဲ့ထားပါတော့ဒါတယောက်ကသွားပြည့်လိုက်တယ်ပေးပြရနဲ့နောက်ထပ်မှတ်ပုံတွေတစ်ခုခံပြီးတော့အဲ့တယောက်ကနောက်တစ်ခါဒန်းစီနောက်တစ်ခါပြန်ပြီးတော့ဒါမဲပေးဆိုတဲ့ဒါပုံစံမျိုးတွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ဒါကအထူးဆန်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုလိုမျိုးသူတို့လူကသူတို့အကြောင်းကိုပြန်ပြီးတော့ဖော်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အားရတယ်ဒီဘက်ကကျွန်တော်တို့တွေကပြောနေမယ်ဆိုရင်အာဒီကောင်တွေကရန်သူမှုလို့အဲသူတို့ကိုကြာရှုံးအောင်လုပ်တာသူတို့ကိုတမင်တွေကအပြစ်ရှာတာဆိုတော့ရည်ရွယ်ချက်မျိုးနဲ့သူတို့ပြန်ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့အခုဒါဘူးလက်လုတ်ကောင်မျိုးကသူတို့ဘက်ကလူ အဲ့လိုကောင်မျိုးကအခုလိုမျိုးပြောလာပြီဆိုတဲ့အတွက်အရှင်သူတို့ဘာသာရှင်းဒီဘက်ကအဲ့ဥစ္စာကိုဒါများများပြန့်ပွားအောင်လုပ်ပေးုံပဲပေါ့နော်အဲ့တော့ပွဲကစတော့မစရသေးဘူးအောက်ဖဲလန်ခံနေရတဲ့မရောက်နိုင်ကဒီဘူလက်ကိုဘာလုံးမလဲဘယ်လိုမျိုးအေးယူမလဲဆိုတဲ့ဟာလဲစောင့်ကြည့်ကျင်စရာကောင်းလာတယ်ပေါ့နော်အဲ့တော့ကြတော့မလုပ်ဘူးဆိုရင်လည်းဒီကောင်ဆက်ပြီးတော့ပြောနေတော့မှာလုပ်မယ်ဆိုရင်လည်းဘာဖြစ်မလဲသိချင်နေပြီအဲ့တော့ကြတော့ဒီမက်ဆီနေကောက်ခံနေတာအုတ်ကြီးတွေပေါ့နော်အုတ်ချွေးမှုတွေဥက္ကဋ္ဌတွေရက်ွက်ဒါလူကြီးတွေပေါ့နော် ဒီလိုကောင်မျိုးတွေကလည်းအခုဆိုရင်ဒါဒီကိစ္စကြောင့်မလို့ပေါ့နော်သူတို့တွေကိုအမျက်တော်ရှာခံရမှာဖြစ်တယ်လို့ဒေါ်လာရင်းတက်ဖွဲ့တွေရဲ့ဒါရည်ရွယ်ပြီးတော့ပေါ့နော်ပြစ်မှတ်ထားခံရတဲ့အနေအထားမျိုးတွေမှာလည်းပါလာတယ်ဒီကောင်တွေကလည်းဒီကောင်တွေပဲပြည်သူကိုနေစင်နဲ့မြအာနှိမ့်ဆက်မယ်ညှင်းမမယ်စစ်ကောင်စီအားကိုးနေပေါ့ဗျာအဲ့လိုလုပ်မယ်အာဘေးနာကနေပြီးတော့အမဲစစ်ကောင်စီရဲဘဝဆက်လိုက်ပြီးတော့ အာကုရံတော်ပုံစံမျိုးစောင့်ရှောက်ပေးနေရတဲ့အုပ်ကြီးတွေတောင်ရှိတယ်ဗျာအဲ့လိုပုံစံမျိုးဒါလုံနေတဲ့ကောင်တွေရှိတယ်ပြီးရင်ပြည်သူကိုနှင်းစင်းမြတ်ဒီစစ်မှုတန်းနဲ့ပတ်သက်ပြီးတော့နိုင်ကျင့်စရာဒါပြစ်ချက်တစ်ခုအနေနဲ့ပေါ့နော် ပြည်သူစီကငွေညှစ်တယ်ပြည်သူတွေရဲ့ဒါသားသမီးတွေပေါ့နော်လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်မယ်ဖို့ဆိုပြီးတော့ဒါချင်းချောက်တာမျိုးတွေလုပ်တယ် ဒါမပါခြင်းဘူးဆိုရင်ငွေပေးပါဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်။နောက်ဆုံးဈေးသွားဝယ်ရင်တော့မှထောက်ခံစာကိုတပေါင်းနဲ့ပေးပြီးတော့လုတ်ခိုင်းနေတဲ့အနေသား။အဲဒါကြောင့်ဒီကောင်းလေးကိုလည်းဒါဒေါ်လိုင်းတက်ဖွဲ့တွေကပြစ်မှတ်ထားနေတာ။အတိကတော့ပြည်သူကိုဒုက္ခပေးရင်ပြစ်မှတ်ထားခံရမှာပဲ။အဲတော့ဒီကောင်းလေးကနှစ်ခုကြားထဲမှာညက်နေတဲ့အနေသားဖြစ်နေပြီအခုဆိုရင်။အဲ့တော့ဒီရက်ထဲမှာကိုပဲဒါအုတ်ကြီးတွေရှင်းလင်းခံရတဲ့ဟာကလည်းရှိတယ်ပေါ့နော်ဒါနေရာနဲ့ကအုတ်ကြီးတွေတိုက်ခိုက်ခံနေရတာရှိသလိုဒါအော်တိုဘာလ၄ရက်နေ့ 9နှစ်ညီပေါ့နော်မနက်9နှစ်ညီဒါမွန်ပြည်နယ်မှုတော်မြို့နယ်ကမာဝက်ကြေးရွာပေါ့နော်အဲ့ဒီကအုတ်ချိုရင်မှုလည်းဒါပြစ်ခတ်ခံရပြီးတော့ဒါတေဆုံးနေပေါ့နော်သူပါဝင်နောက်တစ်ယောက်နဲ့2ယောက်ပေါ့နော်အဲ့တော့အုတ်ချိုရင်မှုတွေကပြည်သူတွေကိုကိုဒါ night the scene လုံနေတာဖြစ်တဲ့အတွက်ဒါတော်လိုင်းတပ်ဖွဲ့တွေကလည်းအခုလိုမျိုးဒါရှင်းနေရဒါတေချာပြီဆိုရင်ပေါ့ဗျာပြည်သူကိုရုံမှာရက်ဆက်တာတွေတေချာပြီဆိုရင်တော့ဒါမျိုးပုံစံမျိုးတွေလုံနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒါညောင်ဦးကဖြစ်စဉ်လေးလည်းပြောခြင်းတယ်အဲ့တော့ကဥက္ကဋ္ဌထိမောင်အရင်တုန်းကတော့ဒါဥက္ကဋ္ဌမဟုတ်တော့ယာယီမူယာယီမူဒါပေမဲ့ အဲဒီတိမ့်ဘူကဥက္ကဋ္ဌပေါ့နော်အဲ့တိမ့်ဘူကဒါကြံ့ခိုင်အမတ်လုံမယ်ဆိုပြီးတော့ဒါတက်ထွက်သွားတဲ့အချိန်ကျတော့သူကဥက္ကဋ္ဌဖြစ်သွားတာအဲသူယာအိမ်မူအစ်စ်မှာကနေကသူ့ရဲ့သားနဲ့နောက်ထပ်၂ယောက်၃ယောက်ပေါ့နော်သူတို့ကညောင်ဦးဘက်မှာပေါ့နော်အဲ့ဒီဘက်ကလမ်းပိုင်းမှာအရက်တက်တောက်ရင်းနေပေါ်တာဆွဲခံရတာစစ်တပ်ကပေါ်တာဆွဲသွားတာအဲ့တော့သူတို့ပြန်လိုက်ထုတ်တယ်နီးမျိုးစုံနဲ့ကြိုးစားတယ်ဒါပေမဲ့အဲ့ထဲက၂ယောက်ကတော့ဒါပတ်စံပေးနိုင်တဲ့ခါကျတော့လွတ်လာဒါပေမဲ့အဲ့ကောင်ရဲ့သားကိုကျတော့မလွတ်ပေးဘူးခုချိန်ထိမလွတ်ပေးဘူး ါတိသွားလို့လည်းပါမယ်ပေါ့နော်ဒါလုံးဝဒီလိုမျိုးစုဆောင်းလိုက်ပြီဆိုတဲ့ဟာကိုတိသွားတယ်အဲဒါတွေကသတင်းနေနေနဲ့ပြန်လာတဲ့ဟာတွေလည်းပါလိမ့်မယ်အဲအဲ့ကြတော့ဒီကောင်မလွတ်ပေးတော့ဟုတ်တယ်ဒါဒါလူသစ်စုထားတယ်ဘာဖြစ်လို့လဲဒါအကျုံးဝင်တယ်မဲအဲ့လိုပုံစံမျိုးနဲ့ဒါသူတို့တွေဒါခေါ်ဆောင်သွားတယ်ပေါ့ဗျာအဲ့တော့ကြဖန်းစီခံရပြီးတဲ့အချိန်မှာသူ့ကိုမိထီလာကိုယင်ပို့တယ်။အပြီးတာနဲ့အခုဆိုရင်ဘယ်ရောက်နေပြီလဲဆိုတော့ရှမ်းတောင်မှာတင်တန်းတက်နေရပြီအဲ့ကလေး။သူ့သားတင်တန်းတက်နေရပြီပေါ့နော်။အဲ့တော့ ဩဂရဖြစ်တဲ့အချိန်ကြမှာကိုသားပါစမဖြစ်ဖို့ရေးကိုလိုက်လို့နေရတာတော်တော်တော့ရုပ်ပေါက်တယ်ဗောနော်ပြီးတော့ပြည်သူလူထုရဲ့ဒါလူငယ်တွေဗောနော်ဒါကလေးတွေကြတော့ဒါသားသမီးတွေကြတော့အခုလိုမျိုးရုပ်မှာရက်ဆက်တဲ့နီလန်မျိုးတွေနဲ့ပေါ်တာဆွဲတာတွေလူသစ်စူးစောင်းပေးတာတွေလုပ်နေခဲ့တဲ့ကောင်တွေကသူတို့သားသမီးအခုလိုမျိုးပါသွားတဲ့ခါကြတော့အသေးတန်လိုက်ပြီးတော့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကအဆက်မပြတ်သတင်းပို့လာဒါတော်တော်ရုပ်ပေါက်တာဗောနော်ဒါသူတို့ရဲ့ဒါမတရားမှုတွေကိုသိစေချင်တာပါတကယ်သာဒီ စစ်မှုတမ်းမနီယာဥပဒေကနိုင်ငံအတွက်လိုအပ်တယ်ဆိုထဲ့လေသူတို့သားသမီးတွေအခုလိုပါသွားရင်ဂုံယူလိုက်လေအဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးလိုက်ထုတ်နေတယ်ဆိုကနေကဒီပါစတွေကလေလံပို့ခံနေရတယ်ဆိုတာကိုသူတို့ကိုယ်တိုင်သိလို့ပဲဗျာအဲအကြောင်းမလို့သူအသေးအံလိုက်ထုတ်တယ်အခုဆိုသူသားရှမ်းတောင်မှာတင်နေတက်နေရတယ်ခြေထောက်မှာဒဏ်ရာရထားရတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်ဒါဒါဒါနေချင်းတဲ့အခါမှာဒဏ်ရာရတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ကြတော့ဒါဒါပြီးရင်လည်းဒါသေလန်းကိုပို့ခံမဲ့နေသားကိုဒါသူ့ဖေရင်ဆိုင်နေရတယ်အဲ့တော့ဒီကောင်ကခုနကလိုပေါ့ဗျာရွာမှာဒါယာယီမှုဖြစ်ကနေက ပြည်သူတွေနဲ့မတည့်ဘူးကရောက်ကစားတွေဖြစ်တယ်အဲပြီးတော့ဒါဒီစစ်ကောင်စီအတွက်ပေါ့နော်ဒါစစ်မှုတန်းဒါတသားတိတွေရဖို့အတွက်အသေးအတန်လိုက်စုပေးနေတဲ့ကောင်မျိုးလည်းဖြစ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ညောင်ဦးမြို့နယ်ထဲမှာအုတ်ချုပ်ရည်မှုပေါ့နော်အုတ်ကြီးပေါင်း109ဦးရှိတယ်အဲ့9ဦးတွေကအများစုကပေါ့နော်အဲကျွန်တော်များများက အာပြည်သူတွေစီကနေပြီးတော့ဒါချင်းချောင်းဝင်ညစ်တာတွေလုပ်တယ်ပြီးရင်စစ်ကောင်စီအတွက်ဒါပါစာတွေစုပေးတဲ့အလုပ်တွေကိုအဓိကလှုပ်ဆောင်ပေးနေတဲ့ကောင်တွေဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ဒါအုပ်ကြီးတွေကအခုဆိုရင်သူတို့လှုပ်ရက်သူတို့ပြန်ပြီးတော့ဂျိုးပေးနေတာတွေလည်းတွေ့နေရတယ်ပြီးတော့တော်တော်လေးရုပ်ပေါက်တာဗောဗျာသူများသားသမီးကြတော့လိုက်ပြီးစူဆောင်းပေးပြီးတော့ကိုသားသမီးပါတော့ကြတော့ညီမျိုးစုံနဲ့လိုက်ထုတ်နေတယ်ဆိုတော့သူတို့ရဲ့လှုပ်ရက်တွေကတရားလားမတရားလားဒါစဉ်းစားဗောနော်နောက်တစ်ခုကဒါစစ်ကောင်စီရဲ့အမျက်တော်ရှာခြင်းနဲ့ခံရမှာဖြစ်လို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြစ်မှတ်ထားခြင်းနဲ့ခံရမှာဖြစ်တဲ့အတွက်သူတို့တွေကအခုချိန်မှာ သူတို့ရဲ့လုပ်ရက်သူတို့ကိုပြန်ပြီးတော့ကြိုးပင်းနေပြီလို့ပြောရမယ်အဓိကတော့ပြည်သူ့ဘောမှာပြုကျင့်ခဲ့တဲ့သူတို့ရဲ့အမှုကျင့်တွေပေါ့နော်အဲ့ဒါတွေကအကျိုးပေးနေပြီလို့ပြောရမယ်နောက်တစ်ခုကဒါကျွန်တော်သတင်းကောင်းပေါ့နော်ဒါတွေကတော့မပါမဖြစ်နေ့စဉ်နဲ့များရှိတာပေါ့အဲ့ဒါကဒါနေရာအနှံ့မှာပေါ့နော်လောကကြီးကိုလက်ပြနှုတ်ဆက်သွားတဲ့စစ်ကောင်စီစစ်သားတွေရဲတွေပြုတွေအကြောင်းပေါ့အဲ့တော့ဒါမုံရွာမှာပေါ့နော်ဒါပြည်သူစီစက်ကြီးကောက်ပြီးပြန်လာတဲ့ရဲချာကြီး၃ဦးနဲ့ရဲတပ်သား၁ဦးကိုတလိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ်ကားပေါ်မှာပါလာတဲ့ဒီ၄ယောက်လုံးအသက်ပြောက်တယ်အသက်မရှူဘူး ပြီးရင်သူတို့မှာပါလာတဲ့လက်နက်ခဲယမ်းအကုန်ရတယ်ဗောနော်လက်နက်ခဲယမ်းဆိုရင်ဒါကြည်သွီးနှစ်လက်ပစ္စတိုတစ်လက်ရတယ်အဲပြောချင်တာကတော့ဗျာပြည်သူမှာလည်းကြောက်နေတယ်လို့ပြောရတာပေါ့ဗာဖြစ်လို့လဲဆိုတော့ဒီတလိုင်းတက်ဖွဲ့တွေကလည်းပြည်သူတွေကပြည်သူပဲဒီစစ်ကောင်စီရဲ့ပြည်သူပေါ်မှာအနိုင်ကျင့်မှုတွေမတရားမှုတွေတက်ဖြတ်မှုတွေကြောင့်မလို့မကျင်တယ်လို့လက်နက်တွေကင်ရတာပေါ့နော်အဲ့တော့အရင်တုန်းကခိုင်တဲ့လက်နက်တွေကတော့ဟုတ်တယ်ဂျင်ကလိတွေလေးခွားတွေပေါ့အဲအဲ့တုန်းကတော့ဒါစစ်ကောင်စီကသိရမလားအဲရောခေါင်းဝဲပြစ်အဲဘာလို့ပြောင်းကျင်ဘာလို့ပြစ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်ခဲ့တာပြောခဲ့တာတွေရှိတယ် ီးတော့ကျတော့ဟဲ့အောင်တေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့ပြောခဲ့တာရှိတယ်။အဲတော့ကျအခုကျတော့ဒါစစ်ကောင်စီကိုပြန်ပြီးတော့အဲ့စကားတွေပြန်ပြောနေရပြီပေါ့ဗျာ။ဆိုလည်းအင်တက်ဖွဲ့တွေကထွက်မင်းတို့ကြိုက်တဲ့လမ်းကြိုက်တယ်လို့ထွက်အဲမင်းကားနဲ့မကားလို့ပေါ့နော်။လေရင်နဲ့ပဲသွားသွားမင်းတို့တောက်လျှောက်လိုက်ချင်းကြောင်းနေမှာ။အဲအခုဒါအခွင့်အရေးရရင်ရတယ်လို့ဆော်မှာဆိုတဲ့အနေထားရင်မြင်နေရတာပေါ့ဗျာ။အဲတော့ဒီကောင်နေတောက်လျှောက်ပဲရှေ့ဖြစ်စင်နေကြည့်မယ်ဆိုရင်လည်းအဲ့လိုပဲကားလေးနဲ့ဒါအရက်ကားလေးနဲ့သွားတယ်အရက်ဝင်းနဲ့ဟန်ဆောင်ပြီးသွားတယ်။ဒါပေမဲ့သတင်းအတိအကျရတဲ့ခါကျတော့အရက်ဝင်းနဲ့ဆိုပြီးတော့သူတို့ပုံဖြတ်ပြင်မဲ့ ရအောင်လိုက်ဆော့တယ်ဆော့ပြီးရခါမှာမင်းတို့ကစစ်သားပါဆိုတဲ့ပုံစံမျိုးတက်တည်ပြနိုင်ခဲ့တာရှိတယ်အဲ့ဒါရလာတဲ့လက်နက်တွေပြီးရင်သူတို့ရဲ့အတုံးဆောင်ပေါ့နော်စစ်အတုံးဆောင်ပစ္စည်းတွေပေါ့နော်ပြီးရင်သူတို့အတွင်းထဲမှာပါလာတဲ့ဒီဖုန်းထဲမှာပါလာတဲ့သူတို့ချင်းချင်းပြောနေကြတဲ့ဒါစစ်စင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတောက်လျှောက်တောက်လျှောက်တောက်လျှောက်တလိုင်းတပ်ဖွဲ့တွေကပေါ်ထုတ်ပြီးတော့ဒါအပြစ်ပေးနိုင်ခဲ့တယ်အဲ့တော့၄ယောက်သားကတော့ဒါစက်ကြီးကောက်ပြီးတော့ပြန်လာတယ်ပေါ့နော်စက်ကြီးကောက်ပြီးပြန်လာတယ်ဒါပေမဲ့၄ယောက်လုံးအာသူတို့ရဲ့ဒါနေရက်ကိုပြန်ရောက်မသွားတော့ဘူးပေါ့နော်အခုချိန်ရင်တော့ဒါ ငရဲပြည်မှာငရဲမင်းနဲ့ဒါညနေချင်းဆိုင်ရှင်းနေရလောက်ပြီပေါ့နော်နောက်တစ်ခုကဒါဗမာပြည်ဒါကာကွယ်ရေးတပ်ပေါ့နော်အဲတပ်ဖွဲ့ကလည်းဟိုနေ့ကဒါကျွန်တော်တို့ဒါဒီစစ်ကြောင်းကိုစောင့်ကြိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဟိုဘက်ကဟို3မိနစ်အတွင်းမှာတနက်တစ်ချက်တော့မဖောက်နိုင်ပဲနဲ့ပြန်ပြေးခဲ့ရတဲ့ပွဲအဲအဲပွဲပြီးတဲ့အပြင်ကခုနောက်တပွဲပေါ့နော်အဲ့တော့ဒါမကွေးတိုင်းမင်းတို့မြို့နယ်ကနေဒါအလဲချောင်းရဲစခန်းကိုဒါလူချင်းမှုလာတဲ့အင်အား40ပါတဲ့စစ်ကောင်စီရဲပြူပေါ့နော်အဲဒီကောင်တွေကိုဒါဗမာပြည်ကာကွယ်ရေးတပ်ကခြုံကိုတိုက်ခိုက်တာဖြစ်ပါတယ် စားကားစားနဲ့ရဲတွေပြူတွေပေါင်းထားတာဖြစ်တဲ့အတွက်ထိခိုက်မှာတော့တေကြရဲပေါ့နော်အဲအဲ့ဒါတော့ဒါနောက်ထပ်အောင်မြင်မှုတစ်ခုပေါ့နော်ပွဲတွေကဇက်တိုက်ကနေတာအကျိုးပွဲတွေကဘယ်လိုလဲဆိုတော့ကျွန်တော်အဲအရင်တုန်းကတော့ဟုတ်တယ်အာအဖွဲတွေကသူတို့တိုက်ပွဲဖြစ်ပြီဆိုရင်ကျွန်တော်တို့လာပြီးပြောပြကြရရှိတယ်ဗောဗျာဒါပေမဲ့အခုကျအဲအဲ့ဒီလိုမျိုးလာပြောတဲ့ဟာလေခက်စိတ်စိတ်ဖြစ်လာအာအကိုအာမင်းတို့မနေ့ကမှတိုက်ထားလေငါကြီးဘလို့လဲအမဟုတ်ဘူးဒီနေ့ထက်ချတာအဲအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲဇက်တိုက်ဇက်တိုက်ဆိုလို့ အောင်မြင်မှုတွေလည်းရသလိုပေါ့နော်ဇက်တိုက်ဇက်တိုက်ဆိုလိုစီးရေးဖော်ဆောင်နေကြရည်လည်းရှိတယ်။ညာမဲ့လိုအပ်ချက်တွေလည်းအများကြီးရှိတယ်။အဲ့လိုမျိုးဖော်ဆောင်နိုင်ဖို့အတွက်ကကျွန်တော်တို့ကတည့်ရတိုင်းမှာလေနဲ့တိုက်လို့လည်းမရအောင်။အဲ့တော့လက်နက်ခဲယမ်းလိုအပ်ချက်တွေအများကြီးရှိတယ်။အဲ့ပိုင်းတွေမှာလည်းမိဘပြည်သူတွေကူညီပေးကြစေချင်တယ်ပေါ့နော်။နောက်တစ်ခုကတောင်သာမြို့နယ်တွေကစစ်ကြောင်းထိုးလာတဲ့စကားဆောက်ကိုချားပြတ်ပြီးတော့တိုက်ပြန်ပြီပေါ့နော်။အဲ့ဒါအရာရှိတူဘာ15ဦးတည်။အဲ့ဒါမရှိတော့ဘူး။ဟိုဒီကောင်နေတောက်တောက်လေးကိုတည်နေတာပေါ့နော်။အဲ့အကြောင်းနဲ့ပတ်သက်လို့ဟိုဘက်ကပြောတဲ့ဟာလေကျွန်တော် ခဏနေကြာထည့်ပြောပေးမယ်ပေါ့နော်အဲ့ဒါရုံးစီကြီးရွာရုံးစီကြီးရွာကတော့ဒါတိတဲ့တိုင်းပဲတော်လိုင်းတက်ဖွဲ့တွေအတွက်အောင်မြေလို့တောင်ပြောလို့ရတဲ့အနေထားအဲ့ဘက်မှာရှေ့ကောင်စီကတော်တော်လေးမရိုင်းတယ်တော်တော်လေးယုံပါတယ်ဒါအတမပြည့်သေးတဲ့ဒါအမျိုးသမီးငယ်တွေအားစဒါအုပ်စုဖွဲ့မတိန်ကျင်တာမျိုးတွေလှုပ်တယ်ပြီးရင်အရွယ်မျိုးစုံပေါ့ဗျာဖန်စီခေါ်ဆောင်တာမျိုးတွေလှုပ်တယ်ဒါမတိန်မှုတွေကျူးလွန်တာတွေရှိတယ်ပေါ့နော်ဒါကြီးရွာတွေကိုမိရှို့တာပြည်သူတွေရဲ့ဒါပစ္စည်းဥစ္စာတွေအဖို့တန်လက်ဝယ်ရဏတွေကိုလူယူခိုးယူတယ်ဒါတွေကတော့ပြောစရာကိုမလိုတော့အများကြီးတောက်လျှောက်ရှိတယ် အဲ့တော့အဲ့လိုကောင်မျိုးတွေကိုဒါလင့်လစ်တလို့ပေါ့နော်လက်စားပြန်ချိနိုင်နေတကလည်းဒါအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကလည်းအဲ့လိုပဲဒါအဲစကားစရေပြူအဲအဲ့လိုပေါင်းထားတယ်အင်းက300လောက်ပါတယ်စစ်ကြောင်းအဲ့စစ်ကြောင်းကိုဖြုတ်နိုင်ခဲ့တာဖြစ်တယ်အဲ့မှာဒါအရာရှိတဦးနဲ့15ဦးတည်တယ်ဆိုတော့ဒါလည်းကောင်းတယ်အားအားရတယ်ဒါကလည်းအဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်တိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်ပြင်းထန်နေတာတွေရှိတယ်ဇက်တိုက်ဆိုလိုလိုပဲဒါမြေပြင်မှာနေရာနှက်မှာတိုက်ပွဲတွေရှိနေကြတယ်စစ်ကောင်စီကလည်းဒီလိုပုံစံမျိုးကိုမရရအောင်သူတို့က ဒါကြော်ဖြတ်နိုင်ဖို့အတွက်စူးစမ်းနေကြတယ်ဆိုတာကသူတို့ရွေးကောက်ပွဲကသူတို့အတွက်နောက်ဆုံးစစ်ကောင်စီဒါမင်းအောင်လှိုင်အတွက်ထွက်ပေါက်တစ်ခုအနေနဲ့ဖြစ်တဲ့အတွက်ပေါ့နော်အဲဥစ္စာကိုသူကမရရအောင်ဒါဖောက်ထွက်မဲ့ပုံစံမျိုးအဲတော့စိုးမိုးနေမြေတွေသူရဖို့အတွက်စူးစမ်းမယ်အဲလိုရဖို့အတွက်စူးစမ်းတဲ့ခါကျတော့ဒီပါစတွေတစားကန်ဖြစ်မယ်ပြည်သူတွေကိုတစားကန်လှုပ်မယ်သူတို့ရဲ့စစ်သားတွေကိုအသေးခံပြီးတော့တက်ပြီးတော့လုံခိုင်းတာတွေလှုပ်မယ်အဲ့တော့နားမလဲပါမလဲနဲ့အုံတော့မရှိတဲ့ကောင်တွေကသူတို့အတွက်တည်ပေးကြမယ်ပေါ့နော်အဲ့တော့လွန်လိုင်းတက်ဖွဲ့အနေနဲ့ကဒီလိုကောင်မျိုးတွေကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်အုံနဲ့ဂျင်းနဲ့ စေးပေါ်ဆောင်လာတဲ့အခါတွေမှာဒါကျွန်တော်လိုအပ်ချက်တွေအများကြီးကူညီပေးကြဖို့လိုပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအော်တိုဗာလ၄ရက်နေ့ကနေစပြီးတော့ပေါ့နော်ဒါဗမောက်ကိုပေါ့နော်ဗမောက်ဒါစက်တင်ဘာ20ကတင်းခဲ့တဲ့ဗမောက်မြို့ပေါ့နော်အဲ့မြို့ကိုဒါအခု SN နေနဲ့စေကောင်စီကဒါပူပေါင်းပြီးတော့ပြန်ပြီးထိုးစစ်ဆင်လာနေတယ်မြို့ရဲ့ဒါ9မိုင်အကွာလောက်မှာပေါ့နော်တိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေတယ်အဲပြင်းထန်နေတယ်ဗောနော်အဲအဲ့ဒါကဒါမြို့ကိုတိမ့်ပြီးတော့နှစ်မိုင်ပတ်ချာလဲမှာကိုပဲတော်လိုင်းတက်ဖွဲ့တွေကနေမြေလိုက်ရှင်းနေတယ် ဒါအောင်မြင်မှုတွေရထားရလဲရှိတယ်ဒါအဆန်တွေကလုံးဝကြီးပြန်ပြီးထွက်ပြေးသွားတာမျိုးမဟုတ်ဘဲနဲ့အဲ့နာပတ်ရှာလဲမှာခိုအောင်ပြီးတော့ဗောနော်ချက်ကောင်စီလာမဲ့ချိန်ကိုစောင့်ပြီးတော့ဒါတို့တွေတိုက်ပွဲဖြစ်ခဲ့တာရှိတယ်အဲ့မှာဟိုဟိုနေ့ကဆိုရင်ဒါ9ရောက်မှာဒါ3ရောက်တည်တယ်ဗောနော်2ရောက်ကအလောင်းရတယ်2ရောက်ကအရှင်ဖမ်းပြီဒါမျိုးပုံစံမျိုးတွေနဲ့လက်နက်ခဲရန်တွေရတာကြီးလဲရှိသလိုဗောနော်အခုဆိုရင်လဲစစ်ကောင်စီကတက်မှတ်3-3အဖွဲတွေနဲ့ပြန်ပေါင်းပြီးတော့အဆန်တွေက ဒါထိုးစစ်တွေပြန်ဆုံးလာလေအတွက်ပေါ့နော်ဒါ9မိုင်ပတ်ချလဲမှာတိုက်ပွဲတွေပြန်ပြီးတော့ပြင်းထန်နေတယ်ဆိုတဲ့ဟာလဲကြားသိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့ဟုတ်တယ်လုံးပါပဲဒီနေရာကရွှေတွေလည်းအများကြီးထွက်တဲ့နေရာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးဒါရွှေထွက်တဲ့နေရာဖြစ်တဲ့အတွက် တော်လိုင်းတပ်ဖွဲ့တွေကဒီနေရာကိုတိမ့်ပိုက်စိုးမိုးထားတယ်ဆိုရင်တော်လိုင်းအတွက်အကျိုးမြတ်တွေအများကြီးရအဲ့တော့စစ်ကောင်စီအနေနဲ့ဒီနေရာကိုတော်လိုင်းအကျိုးမြတ်တွေမဖြစ်စေဖို့အတွက်ကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့ကြိုးစားပြီးရင်သူ့အတွက်ကလည်းဒါဒီနေရာကသူ့ရဲ့ဝင်ခွင့် ဒါရပေါ့ရလန်တကယ်အဓိကနေရာတစ်ခုဖြစ်နေရဖြစ်တဲ့အတွက်သူကရဖို့အတွက်အရေးကြီးတယ်အဲ့တော့ဒီနေရာကိုမရရအောင်အသေးအံပြန်ယူမှာပဲအဲ့တော့တော်လိုင်းတက်ဖွဲ့တွေဘက်ကကြည့်မယ်ဆိုရင်လည်းဒါဒီတိတဲ့အတိုင်းပဲအဲ့ဘက်ဒေသတွေမှာတနေရာကိုတိုက်မယ်ဟေးဆိုအကုန်စုပေါင်းပြီးတော့ကျုံကြတာဆိုတော့ရှေ့ကဒါအင်းတော်လိုမျိုးသိန်းတွေကအစအတွေ့အကြုံတွေရှိထားတယ်အခုဗမောက်လိုမျိုးသိန်းတွေမှာလည်းပါဝင်ထားတယ်အဲ့ဘလိုပဲဖြစ်ဖြစ်အတွေ့အကြုံတွေရည်သွေးတွေကလည်းဒါဗိုလ်ချုပ်ကောင်မပြောသလိုပြေဝလာနေတယ်ဆိုတဲ့အတွက်ဒီတော်လိုင်းတက်ဖွဲ့တွေကိုဒါစစ်ကောင်စီနဲ့ SN တက်တွေကမြေပြင်မှာတကယ်ရောရှင်နိုင်ပါမလား ဒီဘမောက်မြို့ကိုတို့ပြန်ရဖို့အတွက်ရောစူးစမ်းနိုင်မလားဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်၄ကီကောမြို့တက်ပါအဲဥစားနဲ့ပတ်သက်လို့ဒါကင်ပီနယ်တဲကတိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေမျိုးမှာစစ်ကောင်စီဘက်ကဝါဒဖြန့်နာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ၄ကီကောမြို့တက်အကြောင်းနဲ့ပတ်သက်လို့ဒါမြေပြင်ကသတင်းတွေတက်လာတဲ့ခါမှာကြည့်လိုက်တော့တဝက်လောက်ကတော့ဟုတ်တယ်တို့ပြန်ရသွားပြီဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့အဲတဝက်လောက်ရတဲ့ဟာကိုစစ်ကောင်စီဘက်ကအကုန်လုံးကရင်ပြည်နယ်တပီးနယ်လုံးပဲထိန်းထားတဲ့ပုံစံမျိုး ရသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေတာတွေရှိတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီဘက်ကမြေပြင်မှာထိုးစစ်တွေတောက်လျှောက်တိုးလာနေတဲ့ drone လက်နက်ကြီးဒါဟောဝေဇာဒါမျိုးပုံစံမျိုးတွေကိုဇက်တိုက်အသုံးပြုတာရှိသလိုဒါလေကြောင်းကနေလည်းနေရာနှံ့ကိုဘုံကျဲတိုက်ခိုက်နေတာတွေရှိတယ်အဲဒီကြားထဲမှာတလိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးပြင်းပြင်းထန်ထန်ပြန်ပြီးတော့ခုခံတွန်းလှန်နေရတာဖြစ်တဲ့အတွက်အာဘလိုပဲဖြစ်အထူးကြိုက်ရတာတော့ရှိတယ်ပေါ့နော်ဘလိုပဲဒီဘက်အထူးကြိုက်တွေရှိတယ်စစ်ကောင်စီဘက်ကတေးကြတယ်တွေးမကြည့်နဲ့ပြေးမကြည့်နဲ့ပုံများတယ်အကောင့်တင်ကတော့ အဲအဲ့လိုမျိုးဒါထိခိုက်တင်များအောင်တိုက်ခိုက်နိုင်နေတဲ့အတွက်လည်းကျေးဇူးတင်တယ်အဲနောက်တစ်ခုကဒါပြည်သူတွေအတွက်ကတော့ဒါစိတ်ထဲကြကြဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့နေရာတွေပြန်ပြန်ပြီးတော့ပေးနေရတဲ့ဟာတွေနဲ့ပတ်သက်လို့ဒါစစ်ကောင်စီဘက်ကဝါရဖြန့်တာတွေကိုအကြီးအကျယ်လုပ်တယ်ဓာတ်ပုံမှန်တမ်းတွေကအဆောက်ပေါ့နော်ဟာဘယ်စိတ်ကန်းရှိမှာဓာတ်ပုံရိုက်ပြီးတော့ဘလို့မျိုးတင်ထားနေပြီးမင်းတို့အဲ့အကြောင်းလေးပြောပါအောင်ဗာအောင်ညာအောင်အဲအဲ့လိုပုံစံမျိုးတွေကတော့တောက်လျှောက်ပြောနေတာပဲပေါ့နော်ဒါပေမဲ့သူတို့ဘက်ကပေါ့နော်တေဆုံစီးရင်ထုတ်ပြန်တာမျိုးတွေဗာမျိုးတွေထုတ်ပြန်ပေးနိုင်တကယ်ကောင်းမှာဗျာသီလား ပျောက်ဆုံးကတော့ဘလောက်တည်ဆုံးကတော့ဘလောက်ပေါ့နော်အဲ့လိုပုံစံမျိုးထုတ်ပြန်နိုင်တာကောင်းမယ်ဘာလို့လဲဆိုတော့အကြဆုံးအထိကိုက်စင်းနေမှာသူတို့ဘက်ကပူပြီးတော့များနေတာပေါ့နော်ဒါပေမဲ့လည်းနည်းမြထိန်းနိုင်ဖို့အတွက်ကအရေးကြီးတဲ့အချက်ဖြစ်တဲ့အတွက်အဲ့ဥစ္စာတွေကိုဒီထက်ပို့ပြီးတော့လက်မလွတ်ရဖို့ရေးကိုတော့တော်လိုင်းတက်ဖွဲ့တွေကအပြင်းထန်စ조사ရဖို့ရှိလိမ့်မယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ဒါနဲ့ပတ်သက်လို့သူကလုံးဝကိုဝါဒတွေဖြန့်နေတယ်အားရဝမ်းသာနဲ့စိတ်သက်စစ်စင်ရေးတွေလုပ်နေတယ်ဒါတွေကိုကျွန်တော်တို့မမြင်ခြင်းမအောင်မြင်နေအောင်မဖြစ်တယ်ပေါ့နော်နောက်ခုကတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပေါ့နော်စစ်ကောင်စီဘက်ကဒီရက်ထဲမှာပြောပြောနေတာဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့ ဒါကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေပြောတာ哦ဒီကောင်တွေတည်တဲ့အကြောင်းတွေလည်းထုတ်ပြန်တာ哦အဲတော့မင်းတို့ကပြောလိုက်ရင်ဘောနော်ဒါစစ်ကောင်စီဘက်ကဘောနော်အလံတိုင်းပဲကြံတော့တယ်ကုံမီတို့ဘာလို့ဒါမျိုးတွေပြောတယ်ဘောနော်အခုကျတော့လေတာလွန်အင်အားအဲဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကမြေပြင်မှာတာလွန်အင်အားတုံးအဲဥစ္စာကိုသူတို့ကပြန်ပြီးခြေပတာဗောဗျာမင်းတို့ပြောတော့ကျတော့စစ်ကောင်စီကအလံတိုင်းပဲကြံတော့တယ်ဆိုအခုကျတော့တာလွန်အင်အားတယ်လားဘာလားနဲ့ပြောတော့မင်းတို့ကောင်တွေပါးစားတွေမဆုနဲ့မင်းတို့ကောင်တွေလူငယ်တွေကိုတိတ်လမ်းမပို့နဲ့မင်းတို့မှာရှိပါတယ်ဆိုတော့စစ်အင်အားနဲ့ပဲမင်းတို့တိုက်ကြည့် အဲ့ဆိုမင်းတို့အဖြစ်ထွက်လာလိမ့်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မင်းတို့မှာအင်အားမရှိတော့ဘူးဆိုတာမင်းတို့ရဲ့တကယ်မူရင်းအင်အားမရှိတော့ဘူးကိုပြောတာ။မင်းတို့ပါဆဆိုတဲ့ဟာကမင်းတို့အင်အားလို့ဒါတွက်နေတာပေါ့နော်။အဲဒါပေမဲ့ပါဆဆိုတဲ့ဟာကမင်းတို့စီယုံပြီးတော့မင်းတို့ကိုထောက်ခံပြီးတော့ဝင်လာတဲ့သူတွေမဟုတ်ဘူး။မင်းတို့အတင်းအကျပ် ပေါ်တာဆွဲပြီးတော့တိုက်ချင်းချင်းမတိုက်ချင်းချင်းပေါ့နော်။လူငယ်ဖြစ်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့တနက်ကိုင်းနေပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ဒါပေါ်တာဆွဲတဲ့လက်ကျင်ခိုင်းတဲ့တေလန်းကိုပို့တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့မင်းတို့ကနီးလန်းရှာပြီးတော့လုံနေတဲ့ဟာကိုမင်းက ြောရရင်ဒါအလန်တိုင်းပဲကြံတယ်ဘာညာတယ်တကယ်ပြောတာမင်းတို့ဘက်မှာအလန်တိုင်းပဲကြံတယ်ဆိုတဲ့ဟာကမင်းတို့ရဲ့စိတ်ဓာတ်တွေကိုပြောတာမင်းတို့ရဲ့စိတ်ဓာတ်တွေကအလန်တိုင်းပဲကြံတော့တာအကုန်လုံးကမင်းအခုချိန်မှာထွက်ခွင့်ပေးလိုက်အကုန်လုံးကအခုချိန်မှာပေါ့နော်မင်းတို့တွားချင်းတွားကွာအဲ့ရောက်လင်းဝင်ကြကွာငါတို့မင်းတို့အပြစ်မပေးဘူးအေးမြူဘူးမင်းတို့ရဲ့မိသားစုတွေကိုလည်းဘာမှမလုပ်ဘူးလို့လားမင်းတို့ဘက်ကကောင်းနေအကြီးပိုင်းတွေကခွင့်ပြုပေးကြည့်လိုက်မင်းတို့တက်မှာအဲ့အလန်တိုင်းတော့ကြံခဲ့ရင်ကံကောင်း တကယ်ပြောတာမင်းအကုန်လုံးကထွက်ကျင်နေတဲ့သူတွေအကုန်လုံးကပြေးကျင်နေတဲ့သူတွေမင်းတို့ဆစ်တဲ့ထဲမှာဆက်နေဖို့စမ်းသပ်မရှိတော့တဲ့သူတွေကြီးပဲအဲ့တော့သူရဲ့စစ်သားတွေရောမင်းရဲ့မိသားစုတွေရောစစ်သားမိသားစုတွေရောအကုန်လုံးကဒါမျိုးစိတ်မျိုးတွေဖြစ်နေတာငါတို့ယောက်ျားတိတ်သွားပြီဆိုတာနဲ့ငါတို့ကဘယ်ချိန်နှင်ချခံရမှာလဲဆိုတဲ့အတွေးတွေနဲ့နေ့စဉ်နဲ့များရှင်သန်နေရတာဒါတွေကမင်းတကယ်ခွင့်ပေးကြည့်လိုက် အတော့ကွာမင်းတို့ကြိုက်တယ်လို့သာမင်းတို့ဒါဗက်ပြောင်းတော့ကွာဒါအလင်းဝင်တော့ကွာ ဒါသားငါတို့ကတော့ဘာမှမတားတော့ဘူးကွာငါတို့ကတော့မင်းတို့ရဲ့မိသားစုတွေလည်းဒုက္ခမပေးတော့ဘူးကွာဆိုလို့သာမင်းတို့ခွင့်ပြုပေးကြည့်လိုက်မင်းတို့အလံတိုင်းမကြံခဲ့ရင်ကံကောင်းငါတို့ပြောချင်တာအလားပဲအဲ့တော့ကျတော့မင်းတို့ပါစားဆိုတဲ့ဟာမျိုးတွေနဲ့လာရှင်ပြီးစကန်တိုင်းလူကိုမစင်းစားနဲ့ပေါ့နော်အဓိကတော့ဒီနေ့ဒီချိန်ထိရောက်နေတဲ့ဟာက ပြောရမယ်ဆိုရင်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကစက်ယုံလည်းမရှိဘူးဟိအောင်ထုတ်လို့ရေးလို့ဖို့ငွေကြေးလည်းအပြည့်စုံမရှိဘူးဟိအောင်ပြီးရင်စစ်စင်တန်းဆိုလည်းအပြည့်ဝပေးထားရတာမဟုတ်ဘူးအဲ့လိုမျိုးအဖွဲ့ကိုတော့မှမင်းတို့ငားနေရှိပြီမနိုင်သေးဘူးလားပြောချင်တာမင်းတို့ကသာငါတို့ဒီဘက်ကိုလာပြောမင်းတို့ကိုယ့်ဘက်ကိုပြန်စင်းစားပါနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါဒါတော့ဟိုဘက်ကဒါဟိုဘက်ရက်ကွက်ကောက်ကောက်ကနေပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့တော်လန်ပြည်သူတွေကတော့ကျွန်တော်တို့လောက်ရမယ့်အလုပ်တွေစတိုက်လောက်သွားမယ်ဒီလိုပဲဒါကျွန်တော်တို့ ဒေါ်ပါပါနဲ့စစ်ကောင်စီကိုတော်လမ်းမယ်ဗျာကျွန်တော်မြေပြင်ကအဖွဲ့တွေတယောက်မှစိတ်သက်ကြနေတာမရှိဘူးဗျာအဲ့တော့ကုနိုင်တဲ့အပိုင်းတွေမှာဝိုင်းကူကြမယ်လုံနိုင်တဲ့အပိုင်းတွေဝိုင်းလို့ရင်းတယ်ဒီစစ်ကောင်စီကိုအမြင့်ပြတ်တဲ့အထိကျွန်တော်ချီးမွမ်းသွားကြပါမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်